ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့เนาะဒီကနေ့တနင်္လာနေ့ကပိတ်လိုက်တဲ့အခါကျတော့ကျွန်တော်တို့ကစားရတာတော့နည်းနည်းလေးပေါ့အာယော့တာပေါ့ဗျာเนาะအဲပြီးခဲ့ပါကလည်းဒီလိုပဲတရက်နားတယ်เนาะဒီတစ်ပတ်လည်းကျွန်တော်တို့တရက်နားတယ်ဟုတ်လားအဲလာမယ့်ပတ်လည်းကျွန်တော်တနင်္လာနေ့နားသေးတယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီမှာပြီးခဲ့တဲ့ပတ်ကဆိုရင်ကျွန်တော်အနေနဲ့ တနင်္လာအင်္ဂါဗုဒ္ဓဟူးအားလုံး၃ရက်စလုံးကိုကျွန်တော်အရန်ွက်တွေပဲလုပ်ပေးနိုင်ခဲ့တယ်ပေါ့နော်ကျွန်တော်အောင်လုပ်ပေးနိုင်တာတော့ Viber Group ပဲဖြစ်ပါတယ် Viber Group မှာလို့ဆိုတော့ပတ်တိ Group ကိုနော်ပတ်တိယူကြတယ်လူတွေတပတ်ပတ်တိကတ်တွေကိုကျွန်တော်ရောင်းပေးတယ်အဲ့ဒီမှာတော်တော်များများအောင်ကြတယ်ပေါ့နော်အဲဒီမှာတပတ်စာပြီးရဲ့ဘက်ကပေးရပါအာပြီးခဲ့ဘက်ကတော်တော်များများအောင်ခဲ့ကြတယ်ပေါ့နော်အဲဒါလားမသိဘူး6ရက်ခဏလေးပါနော် အဲဒီဒီမှာပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကဆိုရင်ဒါဒါကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပြီးခဲ့တဲ့ကနော်ဒီကတ်မှာဆိုရင်ကျွန်တော်ကတပတ်စာမွေးပရိတ်ကို9ရှစ်ဆိုပြီးကျွန်တော်ပြီးတယ်အဲမှာ3ည9ဆိုပြီးထွက်တယ်နှစ်3ဆိုပြီးထွက်တယ်9ပရိတ်ဒီနော်မွေးပရိတ်ကလေးတွေမွေးပရိတ်ထိုးဝဲလေးလည်းအောင်ခဲ့တယ်ပေါ့ဗျာနော်နော်မွေးပရိတ်ထိုးရလူလည်းအောင်ခဲ့တယ်နောက်တစ်ခါအင်္ဂါမကျော်အဲနောက်တစ်ခါရှစ်ပရိတ်ကလည်းကျွန်တော်တို့၃ည၈ဆိုပြီးအောင်ခဲ့တယ်ပေါ့နော်နောက်တစ်ခါကျွန်တော်တို့အင်္ဂါမကျော်ပတ်တီးအနေနဲ့ကလည်းကျွန်တော်တို့ အင်္ဂါမကျော်9 9 4တလုံးဆင်းရမယ်ဆိုတဲ့အခါမှာကျွန်တော်တို့အင်္ဂါမကျော်မှာ၄တလုံး2လေးဆိုပြီးဆင်းသွားခဲ့တယ်နော်ကြံခဲ့တဲ့ဟိုတလုံးကလည်းနောက်ရက်တွေမှာပြန်ဆွဲပါရဗျာနော်သူကအဲ့လိုမျိုးတုံညာနောက်တော့ဗိုလ်တို့မကျော်ပတ်တီဗိုလ်တို့မကျော်ပတ်တီဆိုရင်တုံညာ9တုံညာ8ဆိုပြီးတော့ဟိုကအင်္ဂါတနင်္လာနေ့အင်္ဂါမှာဆွဲသွားတယ်ဒါလည်းအောင်ခဲ့တယ်နောက်တပတ်စာမွေးပတ်တီကိုယူပြီးကစားတဲ့လူတွေကတုံညာ9တုံညာနဲ့9နဲ့ပတ်လိုက်တဲ့အခါမှာနှစ်သီးစာအဖြစ်နဲ့တုံညာငါတုံညာငါဆိုပြီးတနင်္လာနေ့မှာပဲအောင်သွားခဲ့တယ်မပြောက်ပတ်တိပတ်တဲ့လူတွေကတော့ကျွန်တော်တို့ ဟုတ်လားဗုဒ္ဓအဲအင်္ဂါနေ့ရဲ့ဗုဒ္ဓနေ့ရဲ့မာနှစ်တလုံးကြီးပဲဆွဲသွားပြီးတဲ့အခါမှာကျွန်တော်တို့နောက်ဆုံးရက်မှာနှစ်ခွန်ဆိုပြီးတော့လက်ထပ်ဆွဲသွားခဲ့ပေါ့နော်ဒီလိုကက်ကလေးတွေမှာသူတို့အဲ့မှာသူတို့နီးသူတို့ဟန်လေးနဲ့ကပ်ပြီးကစားကြတာလေဟိုတင်ကွက်ကလေးရကြတယ်ပေါ့နော်အဲအဲ့လိုကက်ကလေးတွေမှာတော့ကျွန်တော်အောင်လုပ်ပေးနိုင်ပါတယ်အပတိုင်းနဲ့တော်တော်များများအောင်ပါတယ်ဗျနော်အဲဒီလိုကတ်မျိုးလေးလိုချင်တဲ့ဆိုရင်တော့ Viber မှာကျွန်တော်လာရောက်ပြီးယူလို့ရပါတယ်တကတ်ကိုကျွန်တော်1000နဲ့ပေးပါဗျာနော် အဲအဲ့မှာဘလို့ထိုးရလဲအကုန်ထိုးရမှာလားအကုန်ထိုးရမှာလားမဟုတ်ဘူးเนาะကိုကြက်ရကြက်ရလေးပေါ့ဗျာဥပမာငါငါအမွေပြိတ်ပဲထိုးမှာဆိုမွေပြိတ်ပဲထိုးပေါ့เนาะဟိုကငါကတပတ်စာပတ်တိပတ်မှာဆိုတပတ်စာပတ်တိပတ်ဘုံလူမကျော်ပတ်တိပတ်မှာဆိုဘုံလူမကျော်ပတ်တိပတ်အဲ့လိုမျိုးပေါ့เนาะကိုကိုစိတ်ကိုပိုင်းဖြတ်ပြီးတော့ကစားပါเนาะအဲ့လိုမျိုးပေါ့အကုန်လုံးရှောက်ပယ်ရင်တော့ဘယ်ဟေးရမလဲဗျာရှုံးတာပေါ့เนาะဟုတ်လားကဲအဲ့တော့ဖုန်းတွေကဝင်ဝင်လာတာဖုန်းလန့်စကားပြောလိုက်ရင်ကျွန်တော်အရှင်ရသေးသေးဝါပြန်เนาะအဲ့တော့ကျွန်တော်တို့24ပဲစလိုက်ကြအောင်ပြန်เนาะ 20လေးစမယ်ဆိုတော့ဘယ်ကစမလဲဆိုရင်20လေးကိုကျွန်တော်တို့953နှစ်ကနေစပါမယ်ဗျ953နှစ်953နှစ်ဒီ20လေးတွေကတော်တော်ခိုင်မာတဲ့20လေးတွေပါဒါလည်းအမျိုးလိုလူဟောင်းတွေတည်ပါတယ်เนาะ953နှစ်ပြီးတော့3 63 61 61 48 41 ခွန်ရှိလေးတည်းဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့တွန်နီတွေကမြင်လိုက်တဲ့ဆိုရင်လူကောင်းတွေကတိမှာပါနော်ဟိုဒီတွန်နီတွေကကျွန်တော်အများတန်းတွက်ပြနေတွန်နီတွေပါပဲနော်မှန်တာလည်းတော်တော်မှန်ပါတယ်စက်ကရတခါတော့ပဲပြတ်တဲ့တွန်နီတွေပါဗျအဲ့တော့ကျွန်တော်တို့အဲ့ဒါမှာတွက်မယ်ဆိုရင်ဒီ3ရက်ဒီ3ရက်ရပေါ့သုံးပါတယ်နောက်တစ်ခါဒီ1နဲ့ပေါ့4ပါတယ်4ရက်ပါပါ6 4ရက်နှက်ခက်က2 လေးကိုနှစ်ဆိုတဲ့ကီးတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုရဲခါကြတော့လေးနှစ်ဟောလေးနှစ်မှာလေးလေးရောနှစ်ကောထိပြီးတော့အခွေအနေနဲ့ထွက်သွားပါတယ်6ရှစ်တဲ့6ရှစ်မှာတော့ကျွန်တော်တို့မအောင်မအောင်ဗျနော်ဒီနီးလေးတွေရာဗျတော်တော်မာတယ်ပေါ့နော်ပြက်ခဲတယ်အမျိုးလိုလည်းကြည့်ပါတယ်လူအောင်နော်အဲအဲ့တော့ကျွန်တော်ကတွက်နီးလေးတွေရာတော့ကောင်းတယ်ကျွန်တော်ကနန်းထုတ်တဲ့နေရာမှာဟို အောင်တာနည်းတယ်ပေါ့နော်အောင်တာနည်းတယ်ဒါပုံမလင်းနေမယ်ပြောပြတာဟာလားကျွန်တော်ပြီးခဲ့တဲ့ဘက်ကဆိုရင်တနင်္လာအင်္ဂါပုတ်တူ300သလုံးကျွန်တော်ရန်ွက်တွေပဲမိတယ်နော်တင်ကွမ်းမမိဘူးဟုတ်လားကဲနောက်တစ်ခါနောက်တစ်ပြုံတွက်ပါမယ်နောက်တစ်ပြုံက2 6 3 4 3 4အဲ့တော့ကျွန်တော်ပြောတာကဒီကီးလေးတွေကိုယူမိမိမှာရှိတဲ့ဝမ်းကြီးလေးနဲ့ကတ်နော်ဒီထိတ်စီးလေးတွေကိုယူအဲဝမ်းကိုရှိမှရှိရဲ့ဝမ်းကြီးလေးနဲ့ကတ်ကစားဒါမှမဟုတ်လဲကျွန်တော်ထုတ်တာပဲအတူတူပဲကွာတို့တို့တွေကတော့ပေါက်လဲအတူတူမပေါက်လဲအတူတူဆိုရင်တော့ထိုးဟုတ်လား ဲ့တော့နောက်တစ်ခါနောက်တစ်နောက်နေရာ2 3ညာခွန်3 6 1 6 2 6 1 6 2 6 2ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်2ကဲ3ညာရဲ့ပေါင်းတော့2ဒီ2နဲ့ပေါင်းတော့4 4ရဲ့ပါဝါကို4ရဲ့နှက်ကက်က2 4 6 2ပါပဲတဲ့အဲ့မှာကဲအဲ့တော့ကျွန်တော်ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့6နှစ်ဟော6နှစ်မှလည်းအခွေအနေနဲ့6ရက်နှစ်ကိုထွက်သွားပြန်ပါလေဗျနော်တစ်ခွန်တစ်ခွန်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ

6ရှစ်တဟော6ကော6ကောထိပြီးတော့နောက်တစ်ခါနောက်တစ်ခွေထပ်ထွက်ပြန်ပါတယ်တဲ့เนาะအခွေလေးကြီးပဲစက်တိုက်ထွက်သွားပါတယ်เนาะအဲနောက်တစ်ပြန်တွက်ပါမယ်4395ုံ3 3 3ဆိုပြီးတော့ထွက်ပြီးညနေပိုင်းမှာကျွန်တော်မထွက်ခဲ့ပါဘူး4399ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်တာပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3နဲ့3ညနဲ့ပေါင်းတော့3 ဒီ၃ညနဲ့ပေါင်းတော့လဲ၃ပါပဲတဲ့၃၃ရဲ့ပါဝါ၈၃ရဲ့နှက်ခက်က၅၃၈၅ဆိုတော့ကီး၃လို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၃၃ညတဲ့၃၃ညမှာ၃၃လုံးထိပ်ပြီးအောင်ခဲ့ပါတယ်နှစ်တတဲ့နှစ်တမှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျနာက6ခွန်6ခွန်6နှစ်4 3 4 4 3 4 6 5တိ6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့3နဲ့ပေါင်းတော့ခွန်ခွန်နဲ့6နဲ့ပေါင်းတော့3 3 3ရဲ့ပါဝါ8 3ရဲ့နှက်ခက်က9 3 85ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့8 8 8မှာ8တလုံးထိပ်ပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်6 4တဲ့6 4မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျ နာရီယောတပမင်းတရှိရှိလေးရှင်ငါးငါးနှစ်ရှင်ငါးငါးနှစ်ရှိရှိ6နှစ်ရှိရှိ6နှစ်ဆိုဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါအတွက်ရင်ဒီရှင်းနဲ့ငါးနဲ့ပေါင်းတော့3 3နဲ့ဒီနှစ်နဲ့ပေါင်းတော့9ငါးရဲ့ပါဝါ3ည9ရဲ့နှစ်ခက်က3 9 3ည3ဆိုတော့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲဆိုရခါကြတော့4 3ညတဲ့4 3ညမှာ3ညတစ်လုံးထိပြီးအောင်ခဲ့သလို တုံညာတုံညာတဲ့တုံညာတုံညာမှာလဲတုံညာတလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့နရကတင်ငါ66တင်ငါ66 6953 65တင်ငါ65တင်ငါဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်6ကဲ9ရဲ့ပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့3ည3ည power 9 3ည1ခက်က9 ၃၅၇ခုဆိုရကီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရကကြတော့၅၄တဲ့၅၄မှာ၅တလုံးထိပြီးအောင်ခဲ့ပါတယ်၅၆တဲ့၅၆မှာလည်း၅တလုံးထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးတို့တခွန်းခွန်းလေးနောက်တစ်ပြန်ဟုတ်တက်ပါမယ်နောက်တစ်ပြန်တခွန်းခွန်းလေး 3866 3866တဲ့4433 4433ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်8နဲ့3ညနဲ့ပေါင်းတော့8ဒီ3ညနဲ့ပေါင်းတော့လည်း8ပါပဲတဲ့8 8ရဲ့ပါဝါ3 8နဲ့ခက်ခက်1အဲ့တော့ကျွန်တော်တို့ဒီ8 3ဆိုတဲ့ကီးတုံးလောကဒီပင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဘာထွက်သွားသလဲကြည့်လိုက်ရအောင်3ည5တဲ့မအောင်ပါဘူးဗျ 39တဲ့39မှာ3တလုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောတွက်ပါမယ်3824242369296920ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မဲ့ဆိုရင်2နဲ့3နဲ့ပေါင်းတော့5 9နဲ့3နဲ့ပေါင်းတော့8ပါတဲ့ ရှစ်ပါဝါ3ရှစ်နှစ်ခတ်တိရှစ်31ပါပဲတဲ့ဒီပြင်မှာထွက်ရမယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးတွေနဲ့စဉ်းစားလိုက်ရအောင်ကီးထိတ်เนาะဒီကျွန်တော်တို့မနက်မှအတွက်ကီးထိတ်ကတော့4 6ဖြစ်ပါတယ်တဲ့4 6 6ကီးရိုးရိုးက63 8 3 8အဲ့တော့အဲ့နှစ်ခုကမတူညီရတဲ့အတွက်အဲ့နှစ်ခုကိုပဲကတ်ကစားမယ်၄၈ လေးသုံးလေးတက်ကိုရှိကိုရှိကိုသုံးကိုသုံးကိုတက်ကိုတက်ချောက်ရှိချောက်ရှိချောက်သုံး6တက်6တက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲဒီမှာကျွန်တော် break line နေနဲ့စဉ်းစားမယ်เนาะတင်ွက်ကလေးရော break ကတော့5 3 9 3ခွန်ဖြစ်ပါတယ်တဲ့5 3 9 3ခွန် ားတောင်ညာသည် main break ဖြစ်ပါတယ်တကယ်အဲ့တော့ main break နဲ့ညီတာကိုကျွန်တော်ကတင်ကွက်ကစားမယ်ကြံတာလေးတို့တော့ရံကွက်ကစားမယ်ပေါ့နော်အဲ့တော့ main break နဲ့ညီတာ9 break ဆိုတော့9တောင်ညာ break ဆိုတော့တောင်ညာ break မရှိဘူး9 break ရှိတယ်ဒီမှာ9 break မရှိဘူးတောင်ညာ break ရှိတယ်ဒီမှာကတော့9 break နဲ့တောင်ညာ break မရှိဘူးနော်အဲ့တော့ကျွန်တော်တို့ဒီ late နဲ့ code ကကျွန်တော်အနေနဲ့တော့မနေ့ကအကောင်းဆုံးအနေနဲ့ထားကစားမှာဖြစ်ပါတယ်နော်ဘာဖြစ်လို့ကျွန်တော်အကောင်းဆုံးအနေနဲ့ထားကစားမှာကြိုက်တယ်ကြိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ တနင်္လာအင်္ဂါမှာတိချောက်တပြားတနင်္လာတော့မထွက်သွားရတဲ့အင်္ဂါမှာတိချောက်တပြားရှိနေတယ်เนาะမပြတ်ဘူးဆိုရင်တိချောက်တပြားဆင်းမှနဲ့ဆိုရင်ဒီကောင်ကပို့ပြီးကိုက်ညီပါတယ်เนาะဒီမှာလည်းတိချောက်နေနဲ့ပတ်သက်တာတော့ရှိတယ်ပေါ့เนาะတိုးတိုးညာလည်းဒီလိုပရိတ်နဲ့လည်းကိုက်ညီအောင်ဆိုရင်ဒီကိုတစ်တူလေးတစ်တူကပို့ပြီးအားတာပါတယ်เนาะအဲ့တော့ကျွန်တော်ဒါကျွန်တော်ကြိုက်တာကိုကျွန်တော်ပြောပြခြင်းမှာကျန်တာကိုကျွန်တော်ရန်နေနဲ့ထိုးပါမယ်เนาะအမျိုးလိုလည်းကြိုက်ရင်လိုက်ထိုးပါမကြိုက်ရင်ကိုပါကိုကိုနီးကိုဟန်နဲ့ပေါ့เนาะကျွန်တော်တွေ့ယူကြပါเนาะ ဟိုဟာဘာလဲဆိုဒီ key take ကလေးတင်းနဲ့အသုံးချပြီးတော့ကစားကြပါเนาะအဲ့တော့နောက်တစ်ခုကျွန်တော်တို့တန်းတန်းလေးရတော့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့နှစ်ကြိမ်မဆွဲသွားပဲနဲ့ဒီကြိမ်သာလင်းဆွဲသွားပါတယ်ဟိုအရင်ပတ်တွေကတော့နှစ်ကြိမ်မကောက်သုံးကြိမ်လေးကြိမ်ဒီဆွဲတယ်ပေါ့เนาะအဲ့တော့ဒီတစ်ပတ်တန်းလေးရတော့3ည9 2 4ออတန်းက9 3ည9ဖြစ်ပါတယ်တဲ့เนาะ9ဖြစ်ပါတယ်အဲအဲ့မှာကျွန်တော်တို့မွေးပရိတ်ဒီ9ဖြစ်ပါတယ်တဲ့ เนาะတချို့ကအဲ့ဒီမှာမွေးပရိတ်ကိစ္စတွေရောเนาะဒီတန်းကိစ္စတွေရောမေးကြတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဘရိတ်တွေပေါ့เนาะဘာကနန်းထွက်ရင်ဘာကနန်းထွက်အဲ့ဒါတွေကကျွန်တော်တို့ကတ်ကလေးတွေလုတ်ပေးထားတယ်เนาะကတ်ကလေးတွေကျွန်တော်ရောင်းပေးထားတယ်တကတ်ကမှ9000လောက်နဲ့ရောင်းပေးထားတယ်ကတ်9မျိုးရှိတယ်တကတ်တစ်မျိုးတစ်မျိုးကိုအနည်းဆုံးဒင်က6မျိုးပါတယ်တချို့ရင်9မျိုး10မျိုးတော့ပါတယ်ကျွန်တော်လည်းလင်းတင်ဆိုထက်ပေးထည့်ပေးထားတာเนาะအရာလေးတွေကိုအသုံးချကြရတဲ့လူတွေမှာတော်တော်လေးအသုံးချတတ်တဲ့လူတွေတော်တော်လေးအကျိုးရှိကြတယ်လို့လည်းကျွန်တော်ခဏခဏဖုံးဆက်ပြီးပြောကြပါတယ်เนาะအဲ့တော့ ကျွန်တော်ဒီနှစ်ခွန်တို့ပါတော့ဘယ်ရရတာလဲလို့မေးလာမှာဆိုလို့ကျွန်တော်ပြောပြအဲ့ကတ်ဒီမှာရှိပါတယ်နော်သုံးချကတ်ဒီမှာရာသပန်သုံးချကတ်ဘယ်ဟာထွက်ရင်တော့ဘာဘရိတ်မိုးရမယ်ဘယ်ဟာထွက်ရင်ဘယ်ထိစီးတွေလာမယ်ဘယ်ဟာထွက်ရင်ဘယ်ဘရိတ်တွေလာမယ်ဆိုတဲ့ဟာမျိုးတွေဒီကျွန်တော်မူတီကတ်ကလေးတွေကျွန်တော်ထုတ်ပေးတာရှိပါတယ်တော်တော်များများလဲအဲ့မူတီကတ်ကမှန်ပါတယ်နော်သုံးချနေလူတွေသိပါတယ်ကဲအဲ့တော့ကျွန်တော်တို့အဲ့ကတ်ကလေးလိုချင်တယ်ဆိုရင်တော့ Viper မှာလာယူပါခုနပြောလို့တပတ်စာကတ်ကလေးလိုချင်တယ်ဆိုရင်လည်း Viper မှာပဲလာယူပါ Viper နံပါတ်ကတော့39 26 0963639689ဖြစ်ပါတယ်နော်ကဲဒီကနေ့တော့ကျွန်တော်တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတင်နော်အဖွင့်လာလာရရပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုဒီမှာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ